အားလုံးပဲမင်္ဂလာပါ Late Education Channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုမှာတော့အဓိကပြောချင်တာကတော့ဒီ business major အတွက် UK မှာ study လုပ်မလားဒါမှမဟုတ် Canada မှာ study လုပ်မလားဆိုတော့ဘယ်နိုင်ငံမှာ study လုပ်လို့နိုင်ငံတိုင်းမှာသူဘာသာသူ culture ချက်တွေရှိရဲ့ပေါ့ဆိုတော့ဒီဗီဒီယိုမှာတော့ဒီ Canada မှာ study လုပ်ရင်ဘာတွေ culture လဲ business ကဘာတွေရှိလဲနဲ့ UK မှာ study လုပ်ရင်ဘာတွေ culture လဲဘာတွေရှိလဲကိုအဓိကထားပြီးတော့ပြောပြသွားမှာဖြစ်တယ် ဆိုတော့ promote ဆုံး um uh i know business school တက်မဲ့အဓိကတော့လူရဲ့ ranking ကြည့်ရယ် ranking ကြည့်ပြီး okay ငါဘယ်ကြောင်သွားမလဲဘာလို့ကြမလဲပေါ့အဓိကဒီ ranking ကြည့်ရင်အဓိကအကြည့်လို့ရရတဲ့ခုရှိတယ်တကူကဒီ time higher education နဲ့နောက်တကူကကြတော့အဲ US ball ranking ပေါ့ဆိုတော့အဲ့တကူမှာကိုတက်ချင်တဲ့ ကြောင်းကိုသွားခြင်းတဲ့နိုင်ငံပြီးရင်အဲ့ဒီသူတို့ ਨੇ ပတ်သက်တဲ့ ranking တွေကိုအလွယ်တကူရှာဖွေပြီးကြည့်လို့ရတယ်။ဒါအခုဒီမှာတော့ကျွန်တော်ခုနကနေဖင်ထားတဲ့ဒီ US for uh time higher education နဲ့တစ်ချက်ပြမယ်။ဒီ UK မှာဆိုရင်ဒီကျောင်းတွေကဒီ UK top 10 business school လို့ပြောလို့ရရပေါ့။ဒီကတော့ world ranking ပေါ့။ဆို UK အခုရှိတဲ့ UK ကျောင်းကကျောင်းတွေကဒီကနေဒါကျောင်းတွေထက်တော့နည်းနည်းလေးပိုပြီး ranking များတယ်။ ဆိုတော့အဲ့ဒီကူကတော့ဒါတိတိတတာပါပဲ for example ဆိုရင်ဒီမှာဆိုရင်တို့ global ဆိုရင်ဒါတို့ top 10ဆိုရင်ဒါ top ဟိုနံပါတ်100ထဲမှာဝင်တယ်ပေါ့ဒါပေမဲ့ကနေဒါဆိုရင်တို့ရဲ့ကနေဒါနံပါတ်10ကကဘာမှာ200 250လောက်ဖြစ်နေတယ်ဆိုတော့တွေ့ရနိုင်မယ်ဆိုတော့ ranking အားဖြင့်တော့ဒီ UK ဘက် channel ပုံပြီးအားတာတယ်ဒီလိုပြောလို့ရတယ်အမ် ဒါတော့အကုန်လုံးသိကြတဲ့အမေ University of Oxford ကို Cambridge တို့ကတော့နာမည်ကြီးပါပဲဘောနော်ပြီးတော့မှဒီ business မှာဆိုရင်နာမည်ကြီးကြတော့ဒီ LSE London School of Economic and Political Science UCL University of Warwick Manchester တို့ရဲ့နာမည်တော်တော်လေးကြီးရဲမှာပါတယ် ကနေဒါတော့အဲ့လောက်ကြီးတော့အရင်နဲ့မကြည့်ဘူး UK နဲ့ရှင်ပေါ့ဒါပေမဲ့ဒီကနေဒါမှာနာမည်ကြီး top 3ကတော့ University of Toronto University of British Columbia နဲ့ McGill University ဖြစ်တယ်။ကျွန်내ကျောင်းနေရတော့အဲတူပလာသူရှိကြတယ်။ဒါပေမဲ့အရင်တော့ဟိုလူကြားထဲမှာပြောလိုက်ရင်အာ University of Waterloo University of Ottawa အတိကြလာတိတ်ပြီးတော့တိထားမှာမဟုတ်ဘူး။ဒါပေမဲ့ University of Waterloo ဆိုတဲ့ Computer Science မှာနာမည်အရင်ကြီးရတယ်။ဒါပေမဲ့ဒီတိုင်းပဲ လူတွေကျွန်တော်အပြင်သွားမယ်ဆိုပြီးကြာလာလို့မတိကြအောင်ဒါပေမဲ့အဲဒီ UK မှာကျွန်တော်အလူရန်မီလန်အော့စပူနဲ့ကမ်ဘရစ်ဆိုတော့တက်မယ်ဆိုရင်ဒါတော်တော်လေးလူတွေအထင်ကြီးရတယ်ပေါ့ဆိုတော့အဲ့လိုနာမည်ကြီးရတာကတော့တော်တော်ကွာတယ်ဆိုတော့ okay ဒါ ranking ကြီးအကြောင်းပြောပြီးသွားရဲ့ဆိုရင်နောက်တစ်ခုအပြောချင်တာကဒီ UK နဲ့ကနေဒါမှာအကြောင်းသက်ဒီ business degree ကဘယ်လိုကွာခြားလဲပေါ့အဓိကတော့ဒီ UK မှာကအဲ business degree ကအနည်းဆုံး3နှစ်လောက်ပဲကြာတယ်အများဆုံးမှာ4 year ဒါပေမဲ့ကနေဒါမှာအကြောင်းသက်မယ်ဆိုရင်တော့ဒီ program က4 year ကြာတယ်အဲ IP မှာဒီတူရှင်းတယ်အဲ့အခု UK ကိုအရင်ပြောပြမယ်ပေါ့ဆိုတော့ဒီ UK မှာဆိုအဲ့ဒီမှာ example အနေနဲ့ University League ကို website ဖွင့်ထားတယ်ပထမတစ်ခုက University of Warwick အဲသူကတော့ဒီ business မှာနာမည်ကြီးတယ်သူဆိုလဲဒီမှာဆိုရင် duration 3 years to 4 year ကြာတယ်ပြီးတော့ဒီ UK မှာပေးတဲ့ degree ကကြီးလိုက်ရ Business of Bachelor of Science in Management ပေးရတယ်ဒါက ကနေဒါနဲ့တခုလုံးဝကွာပြားတယ်ကွဲပြားတယ်ဒီတခုနဲ့တည်းမဟုတ်ဒီ LSC မှာဆိုလည်းအဲ LSC undergrad trade program business ကိုရှာလိုက်မယ်ဆိုရင်သူကလည်း bachelor of science in management ပဲသူတို့ဒီ UK major တွေကဘွေးရတယ်မြန် bachelor of science in management နဲ့ရတာများတယ်အဲအထူးလူတွေပါမယ် University of London ဆိုလည်းကြည့်တာ bachelor of science ဖြစ်တယ် ဒီ orbital science ဒီ manchester လို့ပြောဆိုင်ဆိုတယ်ဒါပေမဲ့ uk မှာတချို့ ranking နေတဲ့ university ကျတော့သူတို့ bachelor science မဟုတ်ဘဲနဲ့ bachelor arts ဖြစ်သွားရပေါ့ဆိုတော့အဲ့တခုပဲကွာတယ်ဆိုတော့ art နဲ့ science ကဘာကွာလဲဆိုရင် science ဆိုရင်ဒီ graduate study master ရပါရင် program တွေရှောက်တယ်ဆိုရင်ပိုပြီးလွယ်ကူတယ် arts ကကျတော့နည်းနည်းလေးပိုခက်တယ်သူတို့ဒါအဓိက culture culture ချက်တခုပဲပေါ့ဆိုတော့ဒါကတော့ဒါ uk အကြောင်းအ general အရာပြောပြပါလိမ့်ဆိုတော့ကနေဒါဘက်ကိုလှည့်ရအောင်ကနေဒါဘက်ကျတော့ကနေဒါကျတော့ okay ဆိုတော့ minority ဒီကနေဒါကျတော့ဘာ offer လဲကနေဒါကျတော့ bachelor of commerce ဖြစ်တယ်အဓိကကွာတော့ UU bachelor of commerce လား honor bachelor of commerce for example အဲအဲကျွန်တော်ကဒီ University of Ottawa တက်တဲ့လူပြောတဲ့ဆိုတော့ဒီကတော့ honor bachelor of commerce ပြီးတော့ဒီ Rodman University of Toronto မှာဆိုလည်းသူလည်း bachelor of commerce ပဲအဲ honor လည်းပါတယ်ဒီကနေဒါကျတော့ကျတော့ဒီ bachelor of commerce offer တယ်ဒါမှမဟုတ်တချို့ကျောင်းနေဖြစ်တဲ့အဲဒီအာ ကနေဒါ SSU ရဲ့ကျွန်တော်ရှိတဲ့ Samsung Fraser University မှာပါပြီး SSU တဲ့ဘယ်သူဒီအကြရဲ့ဆိုရင်တို့က Bachelor of Business BBA offer ဆိုတော့အခုနောက်တော့အဲပြောလို့ပဲ UK မှာကျတော့ Bachelor of uh the uh Bachelor of Science offer လို့ Art of Art and Science ဒီကိုကွဲခြားတယ်ဒီမှာလည်း BBA နဲ့ Honor နဲ့ကွာခြားအဲ့လိုအဲ့လိုမျိုး offer ရတာနည်းနည်းကွာတာရှိရဲ့ဒါပေမဲ့အဓိကကတော့ဒီ အော်ဒါဘက်ချလာကောမတ်ကပါအတက်လေဆိုဒီမာစတာဘိုင်တက်ရင်အရင်ဟိုပို့ပြီးအဆင်ပြေတယ်အဲဒီဘက်ချလာဆိုင်ယန့်လိုမျိုးပဲသိပြီးမကွာဘူးဆိုတော့ပြန်ပြီးရှင်းကြည့်ရတယ်ဘက်ချလာဆိုင်ယန့်နဲ့အော်ဒါဘက်ချလာကောမတ်ကောမတ်နဲ့ဘာကွာလဲဆိုဘာမှမကွာဘူးဒီတိုင်းပဲဒီကတော့၃နှစ်သက်တာနဲ့၄နှစ်သက်တာပဲကွာတာဒါပေမဲ့တစ်နှစ်ပို့တက်ရင်တော့အော်နာရတယ်ဒီမှာတော့အော်နာမရှိတဲ့ဆိုတဲ့အကြောင်းအရာဒီ၃နှစ်ပဲကြာလို့ဆိုတော့အဓိကတော့ကိုကအကြောင်းရင်းပဲဆိုရင်โอเคငါက ဒီ3နှစ်ကတော့ကြောင်းတော့3နှစ်ပဲပြီးပြီးရင်အမို့4နှစ်ပြီးကြတာဆိုတော့ကိုကဟိုအချိန်ပုံဒီပြီးတော့ပြီးတိုင်းပြည်ရေးရမလဲနဲ့ဘာလို့တင်လဲဆိုတာတော့ဒီဟာမှာနည်းနည်းတော့စကားပြောသွားတယ်ပေါ့โอเคဆိုတော့ဒါအဲအကြံပြရကျွန်တော်ဒီပြပြောပြသွားရကျွန်တော်နောက်တစ်ခုအဲဆက်သွားရင်ဒါကအဲ ဒီ Bachelor of Science in Management မှာဘာဒီထပ်ပြီး study လုပ်လို့ရတယ်မြန်မာပြည်မှာဆိုရင်ကျွန်တော်တို့အကုန်လုံးသိကြရတဲ့အတိုင်းပဲဒီ accounting finance hospitality entrepreneurship marketing human resource အဲ့လို generally လောက်ပဲရှိတယ်ဒါပေမဲ့ဒီအခုနောက်ပိုင်းမှာဒီ UK ပဲဖြစ်ဖြစ်ကနေဒါပဲဖြစ်ဖြစ်ဒီ specialization เนี่ยပို့ပြီးတော့အဲနဲ့နေတယ်ပေါ့အဲ့လိုမျိုးပြောရမယ်အဲဒါ UK နဲ့ဒီ ကနေတိုင်းမဟုတ်စင်ကာပူမှာဆိုလည်းအဲ့လို specialization ညာပို့ပြီးတော့တော့ရှိသေးတယ်မြန်မာနဲ့မြန်မာပြည်ကကြောင်းနေတဲ့ရှင်လဲဆိုရင်ပေါ့ဆိုတော့ဒါအဲဒီအလူပုံမှန်ဒီတတိမြန်မာပြည်လူတွေအဓိကပုံမှန်ဒီတိမထားမိအခုဒီရောက်အနေနဲ့ပြပြမယ်ကျွန်တော်လည်းပြပြမယ် product science နဲ့ management ဒီမှာဆိုတော့ဘာရှိလဲဆိုရင် accounting digital business entrepreneurship finance market uh, marketing ပြီးတော့ strategy organization ဒါ university of warwick က The ီ bachelor of science management The ဒီကောတော့အဲဘာမှသိလို့မရှိဘူးကျွန်တော်ရင် bachelor of science e management ပဲ concentration တွေပါတယ်ချာမိတာ哦 University of London ကျတော့သူက the ရှိရယ် business banking general management accountant management consulting marketing အမ် uh, Manchester ကျတော့ဒီမှာ data overview မှာလို့ကျွန်တော်ထင်တယ် ဒီမှာကဒီမှာဆိုလဲ business management accounting finance economic human resource အဲ့လိုရှိတယ်ဆိုတော့ဒီမှာလဲ general အရပဲဒါပေမဲ့ကျွန်တော်တို့တို့ UO tower ကနေဒါဘက်သွားမယ်ဆိုရင်အဲပို့ပြီးတည်တူဖြစ်တယ်ဘယ်လိုမျိုးဒီမှာဆိုရင် accounting commerce business analytics business technology management entrepreneurship finance healthcare native human resource management international management management marketing ပြီးတော့ဒီ university ကိုတူတူသွားမယ်ဆိုရင်တို့အများကြီးတို့ detail တွေရှိတယ်ပေါ့ data science နဲ့ business တို့ဘာလို့ညာတို့ပြီးတော့ you know UBC သွားမယ်ဆိုရင်လည်းအဲ့လိုမျိုး business technology management တောင် general level သွားမလား global supply and logistics လား operation logistics လား real estate လားဆိုတော့တချောင်းနဲ့တချောင်းနဲ့ကတော့ခုနပြသလိုပဲဘယ်သူခဗျ Warwick မှာဆိုရင်ဒီလိုမျိုးရှိမှာပဲဒီ University of uh, vendor manager ဒီလိုမျိုးဟာတွေပဲရှိရဒီမှာ manager consulting ဆိုရင်ဒီဘက်ခြမ်းမှာမရှိမဲ့ဒီဘက်ကြောင်းမှာရှိရဆိုတော့အဲ့လိုမျိုးကြွားချားတယ်ခင်ဗျာနောက်တော့ကျွန်တော်ပြချင်တာဒီရာကိုပြချင်တာ အာဒီနေဟောပြချက်ကခုနချာကျွန်တော်ထည့်ပါလေဒီမှာဆိုရင်တို့က accounting finance ဆင်မပြီးတော့ strategy and entrepreneurship international business economic marketing ဒီမှာကျတော့လေတို့ major ရေမတူဘူးပေါ့အဓိကတော့ဟို major ရေတစ်ခုနဲ့တစ်ခုကတော့ကွဲပြားရတဲ့ကြောင့်ဥမာကိုကဟို ဒီ accounting နဲ့ finance study မလုပ်ချင်တော့မှတခြား business မှာ specialization နေဖြစ်တဲ့တခြားဟာတွေ study လုပ်လို့ရတယ်။အဲဒီ video မှာတော့ကျွန်တော်အဲ့ဒီ specialization တွေဘာကွာလဲဆိုတော့အတိအကျမပြောတော့ဘူး။ဒီမှာတော့တရားပဲ general လို့ overview ပဲ။နောက် video တစ်ခုကြာရင်တော့ကျွန်တော်အဲ့ဒီဒီ business analytic ကနေပြီး job တွေတွားလို့ရတယ်။ဒီ international management ကနေ business ကနေပြီးတော့ပြီးတွားလို့ရတယ်။အဲ့တော့အကုန်လုံး detail video နဲ့တော့ထပ်ထပ်တော့မှာဖြစ်တယ်။ ဆိုတော့ဒါကတော့ bachelor ပေါ့နော်အဲ3 4နှစ်တက်ဟိုဖြစ်ပြီးွားရင်ဒါအကြောင်းပြီးွားပြီဒါပေမဲ့ကနေဒါမှာကျတော့သူတို့ bachelor မှာတိ core option ဆိုတာရှိတယ် core option ဆိုတာဘာလဲဆိုတော့ဒီအလုပ်လုပ်ရင်းနဲ့ကြောင်းတက်တာပေါ့ဆိုတော့ဥပမာဆိုရင်ကျွန်တော်အဲကျွန်တော် let's say for example ကျွန်တော်ဒီ university ထုတ်လို့ပဲဖြစ်ဖြစ် UB ကျင်းဖြစ်ဒီကျောင်းဒီ finance method တွေပဲထားပါတော့ finance တွေကတို့ finance နဲ့ပတ်သက်တဲ့အလုပ်ဒီကိုလောက်ရတယ်ကိုဘကပုံအားဖြင့်တနည်းမို့ရင်တနည်းနဲ့လေးလာကြတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဟိုဒီကနေဒါကိုကျောင်းတက်တော့လေးနေဘွေးရောက်တဲ့လေးနေကြတယ်ပြောတယ်ဒီကနေကြရင်၅နှစ်ပြီးသွားတော့ကြာတက်တယ်ဘာကြောင့်လဲဆိုတော့ဒီ internship စီရလို့ပေါ့နော်ဒါပေမဲ့ internship ကကောင်းတာပါလေဆိုဒီ internship ပြီး full time opportunity တွေပါပြန်ရနိုင်တဲ့အတွက်ကြောင့်ဒီအလုပ်တွေပါရအရင်တော့မခက်ခဲဘူးပေါ့ဒီကိုရရတယ်ပြောလို့ရတယ်ဒါပေမဲ့ခါကြရင်တောင်းလို့တောင်းရတယ်ကန်စားထားချင်းတို့နည်းနည်းပဲပါတော့ပြောရခက်တယ်ဒီကိုရပြီးတော့မှအလုပ်ရခြင်းလည်းရကျမှရမယ်တချို့လူတွေကိုမလို့ပဲနဲ့အလုပ်တန်းရသွားတာလည်းရှိတယ်ဆိုတော့ဒါတောင်းနေတောင်းအချင်းလေးပေါ့မူတည်ရဲ့ဆိုတော့ တော့ကျွန်တော်ဒီမှာဒီ bachelor ရေးပါတက်ပြီးွားရေပါတက်ပြီးွားလို့ master ရေးပါတက်ချင်တယ်တက်ချင်တယ်ဆိုရင်ကောဘာတွေမိကြရရှိလဲဆိုတော့ကျွန်တော်အဲ့ဒါကျတော့ဒီ LSU နဲ့တစ်ချက်ပြချင်တယ်ဘာလို့ဒီ London School of uh economic political science ကတော်တော်လေး ranking မြင့်တယ် UK မှာနံပါတ်3လောက်ရှိရေဆိုတော့သူတို့မှာဆိုရင်ဒီခုနကကျွန်တော်ပြောတဲ့ဒီ LSU မှာ bachelor မှာသူတို့ concentration เนี่ยအများကြီးမရှိ general တွေပဲရှိရဒါပေမဲ့ ဒီ master လေးရောက်ရော concentration เนี่ยပို့ပြီးတော့နေပါတယ်ဒီကနေဒါဘက်ကလိုမျိုးပဲဒီဘယ်လိုမျိုးလဲဒီမှာဆိုရင် master ရဲ့ management ရှိရယ် global master ရဲ့ management ရှိရယ် marketing ရှိရယ် human resource organization ရှိရယ်ပြီးတော့ management information system digital innovation အဲ့ဒါ business technology management ဟိုမှာပို့ပြီးတော့ focus ပို့ပြီးတော့ဟိုဒီတိုးဖို့တွားပေါ့ဆိုတော့ကျွန်တော်ပြောချင်တာဒီ LSD UK ဘက်မှာကဆက်စားတော့ဒီမှာဆိုရင် Bachelor of Science ဘာတော့ကဒီ business technology management မရှိနေ Master manager ကိုဒီလို major တွေရှိနေပြန်ဟောဆိုတော့အဲ့လိုမျိုးတခုတော့ရှိတယ်ပြီးတော့ Master of Science Social Innovation Innovation Entrepreneurship ရှိရယ် Management Strategy Economic Management ရှိရယ်ဆိုတော့တခုကြည့်ကြအောင်ဒီ UK မှာ Master တက်တယ်ဆိုရင်ဘယ်လောက်ကြာလဲဘယ်လောက်ကြာလဲဆိုတော့ဘယ်နဲ့နှစ်လောက်ကြာနိုင်လဲဆိုတော့အဓိကအန်အောစီကကောင်းလာတယ်ဒီမှာ Master တက်ဖို့ဆိုရင်တစ်နှစ်လောက်ပဲကြာတယ် ဒီမှာ overseas food ties တဲ့ Thomas အာ part time study လုံးက24ကြာ24မှကြာတော့ဆိုပြန်တွေးကြည့်ရင် UK မှာကဒီ bachelor တက်တာ3နှစ် master တစ်နှစ်ဆို၄နှစ်အတွင်းကိုက master ရသွားပြီဆိုအဲ့ဒါတခုကအရန်အားတာချက်ပဲဒါပေမဲ့ကနေဒါမှာကြာတော့အဲ့လိုမဟုတ်ဘူး master က တနည်းမွေတနည်းထက်ကြတယ်ဆိုတော့ဥပမာကိုဘက်ချလာ၄နှစ်လောက်တက်ပြီးွားရွယ်ထားကိုမာစာတက်ချင်6နှစ်လောက်ထိကြတယ်ကိုကိုလုပ်တယ်ဆိုရင်မာစာပြီးဆို9နှစ်လောက်တော့ကြာသွားနိုင်တယ်ဒါပေမဲ့ဒီ UK မှာကြတော့ဘက်ချလာပြီးမာစာတက်ပြီးွားရယ်၄နှစ်လောက်နဲ့ပြီးရယ်ပြီးတော့ကိုကလည်းတိုက်တဲ့ specialization နဲ့ထပ်သွားလို့ရတယ်အဲ့မှာကို UK အားငါ Bachelor of Science in Management ပြီးွားရယ်နေမှာငါ Best specialization လို့လုပ်ချင်ဘူးလေ ဆိုတော့ next step ကပါလေ master တက်လို့ရတယ်ဆိုတော့ master တက်ပြီးသွားရင်ကိုကအဲဒီဒီ management information system နဲ့ဒီ journal innovation တက်တယ်ဆိုရင်ကိုကမပြီး business analyst လောက်မလား data analyst လောက်မလားအဲ့လိုမျိုးလုပ်ချင်တယ်ဆိုရင်ဒါပို့ပြီးတော့ဟို clear part ဖြစ်တယ်ဒါပေမဲ့ကနေတမှာကျတော့သူကအဲ့ဒီ clear part ကဒီ master မတက်ခင်နေရာပို့ပြီးတော့ clear ဖြစ်တယ်သူစတက်တဲ့ကဒီအဲ business technology management ကိုခေါင်းနေတဲ့အတွက်ကြောင့်သူကဒီ major နဲ့ဆိုင်တဲ့ဟာရတက်ရ4 year တခါလေးတည်ပြီးသွားပြီဒါပေမဲ့ UK မှာကျတော့သူအကုန်လုံး general management ဖြစ်တဲ့အတွက်ကြောင့်အဲ့လို concentration ကိုအဓိက more focus မဖြစ်ဘူး။သူကဘယ်ချိန်မှမပူဖြစ်လဲဆိုရင်ကျွန်တော်ခုနကပြောတဲ့အတိုင်း master ရောက်မှပူဖြစ်တယ်။ဆိုတော့ဒါကအဓိကဟိုကနေဒါနဲ့ UK ရဲ့အားသာချက်နဲ့အားနည်းချက်ကိုကျွန်တော်ဒါပြချင်တာပေါ့။ဆိုတော့အဓိကတော့ကိုကဘေးဘက်ချောင်းပေါ့ကိုက career ကိုပဲသွားမှာတချို့လူတွေကဒီဘွဲတွေပဲလာယူတာလာယူပြီးသူကဒီ UK မှာဆက်မနေဘူးပြီးတော့မှတခြားနိုင်ငံ migrate လုပ်မယ်ဆိုရင် UK မှာဒီ layer နဲ့အကုန်ပြီးရယ် ဆိုတော့ဟိုကိုကအချင်းတူတူနဲ့ master ที่ยောက် science เนี่ยโลจินเลยဆိုရင် UK อ่ะปูပြီးတော့ better option ဖြစ်တယ်။ဒါပေမဲ့အဲ့လိုမျိုးပဲねကိုကအဲဒီနိုင်ငံမှာ stay လုပ်ပြီးနိုင်ငံမှာအလုပ်တွေပါရချင်တယ်ဆိုရင်ကနေဒါကြတော့သူက more ပူပြီးတော့ဟိုတည်တည်ချာချာ structure ပူဖြစ်တယ်ပေါ့လေးနှစ်တက်ပြီးတော့မှဟိုအလုပ်တွေပါရရှာရှာပြီးတော့မှ commercial ပါရတက်အဲ့အဲ့လိုမျိုးဆိုတော့နည်းနည်းအချိန်တော့နည်းနည်းပူကြရတယ်ဒါပေမဲ့နည်းနည်း structure ပူဖြစ်တယ် ယူကီကတော့ structure တော့ပုံအဲရန်တော့ပုံမဖြစ်ဘူးဒီ bachelor မှာဒါပေမဲ့သူကမြန်တယ်မြန်ပြီးတော့ကိုကံကောင်းလို့အလုပ်ရရဆိုရင်လေဒါကောင်းတာပဲသူကကိုကဒီမှာဆို၄နှစ်တက်ပြီးတော့၃နှစ်လောက်ကအလုပ်ရလို့၅နှစ်လောက်အတွင်းကိုကအလုပ်လည်းစလုပ်လို့ရပြီ master လည်းရသွားပြီဒါပေမဲ့ကနေဒါမှာကျတော့ဟိုအလုပ်ရနေမှာ master တက်ချင်မှလည်းတက်ရမှာဆိုတော့ဟိုလိုမျိုး advantage တွေရှိတယ်လို့ disadvantage တွေလည်းရှိရပေါ့နော်ကျတော့အဲဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ဒီတိုင်းပဲဒီ bachelor of UK နဲ့ ကနေဒါရဲ့ဒီ business ဆိုတာဘယ်လိုမျိုး kwa ချလဲဆိုတာအဓိကပြချင်တာဆိုတော့ဒီတော့ပါပဲနောက်တဲ့ video တစ်ခုမှာတော့ကျွန်တော်ဒီခုနကပြောသလိုပဲဒီ major တွေရဲ့ဟာတွေအဓိကအပြင်အသေးစိတ်ကျွန်တော်ပြန်ပြီးတော့ပြောပြတော့ဟိုမှာဒီ business technology management တက်ပြီးဘယ် career ဘယ်ဒီတွားလို့ရလဲ entrepreneurship ဆိုရင်ဘယ်တွားလို့ရလဲအဲ့လိုမျိုးပဲဟိုဒီ bachelor ဆိုလဲဟို UK ပါဆိုဒီ bachelor of ဆိုင်ရက်တက်ပြီးွားရင်ဟိုနောက်တဲ့ step ကဘာလဲလုံးလို့ရလဲအကင်မာစာတက်မယ်ဆိုရင်ရောမာစာတက်ပြီးပါရင်လုံးလို့ရလဲဆိုရဟာကိုအဲတေးစိတ်ဗီဒီယိုနောက်လို့ထပ်လို့တော့ဖြစ်တယ်ဆိုတော့အခုလိုကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ပြီးတော့နောက်တဲ့တည်ချင်တဲ့မိကုန်နေရှိရင်လည်းဒီ comment မှာရေးပြီးတော့ထားလို့ရတယ်ကျွန်တော်အဲ comment တွေဖတ်ပြီးတော့နောက်တဲ့ var video တွေလုပ်တင်တယ်ဆိုတာလည်းအဲထပ်ပြီးတော့ကြည့်ကြည့်ပြီးတော့လုပ်အောင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်